ျွန်တော်ဒါလေးပြီးပြီနော် show ta song zee lone nyan san ne internet ko ja ni ma ke ba lo de lo nyama set twei lo ga ma a yin ga pyan sai mu re le ma shi ga de lo phone de long kan chin yin tain chi pe ya bi me a khu ro naingan ja set twei company re ba win la bi ထောင်ကနန်းလောက်နဲ့လူတိုင်းဖုန်းကင်နိုင်လာကြတာမို့ဟန်းဆက်ဈေးကွက်ပါတပါးရဲမြင့်တက်လာပါပြီ။ဟန်းဆက်လိုအပ်ချက်တွေမြင့်မားလာတဲ့အတူရွှေဘုံသာလန်းဘော်ကမြင်တွေ့နေကြအဟောင်းပစ္စည်းအယောင်းဆိုင်လေးတွေဟာလည်းဖုန်းရောက်တဲ့ဆိုင်တွေဖြစ်ကုန်ကြပါပြီ။ရွှေဘုံသာလန်းဘော်မှာစက်တနစ်နီးပါးအဟောင်းပစ္စည်းတွေရောင်းခဲ့တဲ့ကိုဦးတယောက်လည်းတောက်တူမေရပစ္စည်းလေးတွေလမ်းဘေးမှာဘန်းခင်းပြီး ရောင်းရတာကနေခေအခြေအနေရလူသုံးတဲ့မဲ့ဖုန်းတွေကိုရောင်းဖြစ်သွားတယ်လို့ဆိုပါတယ်။ second hand ဖုန်းတွေပဲရောင်းတာဖြစ်ပြီး online ပေါ်ကဒါမှမဟုတ်ယူဇနာပလာဇာလိုနေရာမျိုးတွေကဝယ်ပြီးပြန်ရောင်းတယ်လို့ပြောပါတယ်။တောက်တို့မယ်ဟိုပစ္စည်းအစုံပေါ့ radio ကက်ဆက်နှကြက်ပါညာအဲ့လိုမျိုးလေးတွေဘန်ခင်းပြီးတော့လမ်းမေးမှရောင်းတာ။အဲ့လိုရောင်းရောင်းနဲ့တစ်ဖြည်းဖြည်းနဲ့ဟိုဘယ်လိုခေါ်မလဲဆိုတော့ ခေအလိုက်ပေါ့နော်ဟုတ်ပြီလူအုံးတဲမဲ့ပစ္စည်းလေးတွေရာဒီလိုက်ပေါ်ပေါ်လာတာများတော့အဲ့အစာလေးတွေလိုက်ရောင်းရောင်းရောင်းနောက်ဆုံးဒီဖုံးပေါ့နော်ဒီမှာမှာအခုကဖုံးကတော်တော်ခစ်ထားနေတော့အဲ့ဖုံးပက်လိုက်ရင်နောက်ဆုံးဖုံးမှာပဲငြိမ်သွားတာပေါ့ကျွန်တော်တို့ကစကန်မဲရောင်းတယ်အစ်စ်မဲရောင်းစကန်ဆိုပေမဲ့ကျွန်တော်တို့ကစကန်ပစ္စည်းကြတော့အဲ့လိုအွန်လိုင်းပေါ်ကနေရှာရင်ရှာတယ်ဒါမှမဟုတ်ရင်ကျွန်တော်တို့ဂျူဒနာပလာဇာတို့ဘာလို့လို့အဲ့ရနေပြီးတော့စကန်လေးတွေပြန်ဝယ်တယ်ဝယ်ပြီးဒီမှာပြန်ရောင်းတာပေါ့နော် အရင်ကပစ္စည်းအဟောင်းတွေရောင်းတဲ့နေရာအဖြစ်လူသိများခဲ့တဲ့ရွှေဘုံသာလမ်းပေါ်မှာဖုန်းအဟောင်းဆိုင်တွေအများပြပေါ်လာသလိုလမ်းမပေါ်ကဆိုင်တွေကြောင့်ရင်ပိတ်ဆို့နိုင်တာမို့ဈေးရောင်းချိန်ကိုတော့ညနေ3နာရီကနေည8နာရီအထိသတ်မှတ်ပေးထားပါတယ်။ပစ္စည်းအဟောင်းရောင်းဝယ်ရာကနေရောင်းမကောင်းလို့အလုတ်ပြောင်းလို့ရင်အခုတော့ဖုန်းတွေအသုံးများလာလို့ဟန်းဆက်အဟောင်းတွေပြောင်းပြီးရောင်းချနေတာလို့ဆိုတာသူကဥမောင်မောင်ပါ။ အရင်ကဈေးဥတော်မပေါက်ပဲအိမ်ပြန်ရတာမျိုးတွေရှိပေမဲ့ဖုန်းရောက်တဲ့အခါမှာတော့အရောင်းဝယ်တွက်လို့အိမ်စည်းလောက်တော့ကာမိတယ်လို့ပြောပါတယ်။တို့တွေကအဲ့လိုပဲရင်းတော့စူပါရဲ့အစင်မပြေတော့ရောင်းမကောင်းတော့အလုပ်တွေကြောင်းပြီးတော့လုပ်ကြတာ။အလုပ်ကြောင်းလို့ကြာဘူးဖုန်းပေါ်တော့တို့တွေကဖုန်းတွေကရောင်းမကောင်းအစ်စ်တွေယူလာပြီးတော့ချရောင်းလို့လည်းအများကြီးရှိတယ်။ကျွန်တော်တို့ကတော့ဒီအဟောင်းပါပဲ။ လိုက်ဝင်လာတယ်ဒီမှာခါရအောင်ဟောရောင်းတော့တော့ဒီရလေးကနည်းနည်းအိမ်သေးတွေပဲရတာဟိုပထမဈေးမောပေါ့ဘာနဲ့ပြန်နေရတယ်ဒါဟာပစ္စည်းဟောင်းတွေကိုစီးပွားရေးလို့ရောင်းဝယ်သူတွေအနေနဲ့ကိုစားဝတ်နေရတဲ့ခေတ်ကာလကိုတော့မျက်ခြေအပြတ်ခံလို့မဖြစ်ဘူးဆိုတာကိုပြသနေတာလည်းဖြစ်ပါတယ်